မင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့မုံလုံးရေပေါ်ကိုနှမျိုးလှုပ်စားပါမယ်။ကောင်းချင်းမုံဟင်းခတ်စွန်း၅စွန်းထည့်ပါမယ်။ဆန်မုံကိုဟင်းခတ်စွန်း၃စွန်းထည့်ပါမယ်။ကောင်းချင်း၅စာဆန်၃စာပေါ့နော်။စာအနေငယ်ထည့်မယ်။အားလုံးနှံ့အောင်မွေပေးပါရှင်။ ြီးသွားရင်တော့ရေလေးနည်းနည်းထဲလိုက်နယ်လိုက်နည်းနည်းထဲလိုက်နယ်လိုက်လှုပ်ပေးပါရှင်ကျမတယောက်ထဲရိုက်ထားဆိုတော့လက်တစ်ဖက်နဲ့တစ်ဖက်ကရိုက်တစ်ဖက်ထဲနဲ့နေရတာဆိုတော့နည်းနည်းလေးဟိုကြည့်ရတာအဆင်မပြေဖြစ်မဲ့ဒီခမင်းချပေးပါတော့ပြီးသွားရင်တော့မုတ်နှစ်ကို၃နာရီလောက်နှက်ထားပေးပါရှင်။ကျမကတော့ညအိတ်ခန်းကြီးနှက်လိုက်တယ်။တညသိမ့်နှက်လိုက်တာပေါ့နော်။မုတ်သားလေးပူညက်သွားအောင်လုပ်ပါရှင်။ ပြီးတော့ရင်ထညက်လေးတွေကိုကတ်ကြီးနဲ့ကိုက်ပြီးတော့မုံနှစ်ထဲကိုထာပနာထည့်ပြီးတော့လုံးပါမယ်ရှင်မလုံးရေပေါ်လုံးနေတော့မှရေတဲထားပါအဲရေတဲကိုထုံးရေကြီးတစွန်းထည့်ပြီးတော့စူပွက်လာတဲ့အထိတဲထားပါ ရင်နှွေးစုလာပြီဆိုရင်ခုနလုံထားတဲ့မုတ်လုံးလေးတွေကိုထည့်ပြီးတော့လုံပေးပါရှင်မုတ်လုံးလေးတွေကဆဆထည့်ခြင်းမှာမြုပ်နေပါတယ်အပေါ်ဘောလုံးပေါ်ပြီဆိုရင်သူကြက်သွားပါပြီဆယ်လို့ရပါပြီရှင်ကျမကတော့မြ мян စုအောင်လို့အဖုံးအုပ်ထားပါတယ်ပြီးတော့ရင်တော့မုတ်လုံးလေးတွေကြက်ရင်ထဲဖို့ရေခဲကြီးအစင်သစ်ပြင်ထားပါရှင်

ဒါကအုံသီးဖြူထားတာဒါကကြတော့အဲထညက်ရည်လေးနဲ့စိန်ထားတာပေါ့နော်အုံသီးလေးဖြူပြီးအမမုတ်လုံးကြီးကြီးညာဘက်တညနှက်ထားလို့ရေပြီးတော့အဲထုံးရည်ကြီးလေးထဲလို့ရလားမသိဘူးပြောင်ပြောင် တင်းတင်းလေးနဲ့အစ်ဆက်ညက်ညောပြီးတော့တင်း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 ရင်ရင်လေးနဲ့စားလို့အရန်ကောင်းပါတယ်ရှင်တကြံရာတီလေးမှာလိုက်လှုပ်စားကြည့်နော် တီရီရဲ့ဗီဒီယိုလေးတွေကိုစိတ်ဝင်စားတဲ့ဆိုရင်ဒီ TikTok account ရဲ့ပြီးတော့ Andy Kapel Facebook page နဲ့ YouTube channel တို့မှာလည်း subscribe like and follow လေးလုပ်ပြီးကြပါအောင်ရှင်ရှုသူအားလုံးတို့နှစ်သစ်မှာစိတ်ချမ်းသာညီကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးကကြီးသုံးပါကြော်လာနိုင်ကြပါစေရှင်